မင်းမြင့်မောချမ်းသာလာရခြင်းနောက်ကွယ်ကရှိနေတဲ့လူကိုဖော်ထုတ်လိုက်တဲ့ပြည်ဟင်းတီဟာပရိသတ်များလုံးမင်္ဂလာပါရှင် Celebrity MM ကနေပြန်လဲကြိုဆိုလိုက်ပါတယ် MRTV4 မင်းသမီးလေးတွေချင်းမှာပထမဆုံးအနေနဲ့ Academy စုကြီးကိုဆုခွေးရရှိခဲ့တာကတော့မင်းသမီးကျော်မင်းမြင့်မောပဲဖြစ်ပါတယ်မင်းမြင့်မောကဇလန်တွဲမင်းသမီးအဖြစ်အောင်မြင်မှုတွေရခဲ့တယ်လို့ရုပ်ရှင်မင်းသမီးအဖြစ်လည်း Academy စုရရှိခဲ့ပြီဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့ထိတ်တန့်စည်ရင်းဝင်မင်းသမီးတစ်လက်ဖြစ်လာခဲ့ရပါဒါတင်မကသေးပါဘူးလက်ရှိမှာဆိုရင်မြန်မာနိုင်ငံကအနှံ့အပြားမှာအိမ်ချမ်းမြေတွေကိုဝယ်ယူထားနိုင်ခဲ့ပြီးတော့ကြီးမားတဲ့ဟိုတယ်ကြီးတွေကိုလည်းပုဂံမြို့မှာဖွင့်လှစ်ထားခဲ့ပါတယ်ဒီလိုမျိုးရုတ်တရက်ဆိုသလိုချမ်းသာကြွယ်ဝလာခဲ့ပြီးတော့အရန်အောင်မြင်လာရတယ်အဓိကအကြောင်းရင်းကတော့သူမရဲ့နောက်ကမှထင်မထားလောက်တဲ့အကောင်ကြီးတကောင်ရှိနေကြောင်းလို့သတင်းတွေဖော်ထုတ်ခံလိုက်ရပါတယ် ဒီအကြောင်းတွေကိုဖော်ထုတ်ခဲ့တာကတော့အနုပညာလောကရဲ့အချစ်တော်ကြီးဒရိုက်တာပြည်ဟင်းတီဟာပဲဖြစ်ပါတယ်။ဒရိုက်တာပြည်ဟင်းတီဟာကသူများတွေရဲ့အရှုံးဇက်လန်းတွေကိုလာပြီးတော့ဖော်နေကြပဲဖြစ်ပါတယ်။အခုတခါအလဲကြတာကတော့မင်းမြင့်မို့ပဲဖြစ်ပါတယ်။မင်းမြင့်မို့ကိုအခုလိုအောင်မြင်ပြီးရင်ချမ်းသာလာရတာကနောက်ွယ်ကနေကိုကြီးထောက်ပံ့ပေးနေတဲ့တထေးကြီးကိုပူဆန်းကြောင်ဖြစ်တယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ ကိုဘိုဆန်းဆိုတာကနာမည်ကျော်ဘိုဘို entertainment ပိုင်ရှင်တထေးတယောက်ဖြစ်ပြီးတော့အနုပညာလောကထဲမှာအတော်လေးကိုဆရာကျသူတယောက်ပဲဖြစ်ပါတယ်။အခုမှအနုပညာလောကထဲကိုဝင်တာမဟုတ်ပဲဟိုးနေပေါင်းများစွာကလေးကအနုပညာလောကထဲမှာဆရာတစုအဖြစ်နဲ့ရပ်တည်ခဲ့ပြီးတော့တခြားသောမင်းသမီးတွေနဲ့ပတ်သက်ခဲ့တဲ့ဇာတ်လမ်းတွေလည်းရှိခဲ့ပူပါတယ်။ ဒါပေမဲ့ဒီမင်းသမီးတွေကိုခောက်ထားခဲ့ပြီးတော့အခုလက်ရှိကျိုးကင်ပေးနေရကတော့မင်းမြင့်မော်ရဲ့အနုပညာလုပ်ငန်းတွေကိုပဲဖြစ်ပါတယ်။မင်းမြင့်မော်ကိုဇလန်းတွဲမင်းသမီးအဖြစ်ကနေရုပ်ရှင်ကားကြီးတွေရိုက်ကူးနိုင်အောင်ကိုဘိုဆန်းရင်ဘိုဘိုအင်တာတိန်မန့်ကနေကိုကြီးဆောင်ရွက်ပေးခဲ့ရပါဘူး။ ဒါတင်မကစီးပွားရေးလုပ်ငန်းတွေကိုအခြေခံလှုပ်ဆောင်နိုင်အောင်လဲအမြဲလိုလိုအန်းနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းမျိုးမကတာမန်ဇလန်တွဲမင်းသမီးအဖြစ်ကနေရုတ်တရက်ကြီးချမ်းသာသွားပြီးတော့ပကံမျိုးမှာကြီးကျယ်ခမ်းနားတဲ့ဟိုတယ်ကြီးကိုဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါတင်မကနောက်ပိုင်းမှာလည်းရုပ်ရှင်ဇာတ်ကားတွေကိုဇက်တက်ရိုက်ကူးခဲ့ရပြီးတော့ထိတ်တန့်စည်ရင်းဝင်အကယ်ဒမီမင်းသမီးတလက်ဖြစ်လို့လာခဲ့ပါတယ်။ တချို့တွေကတော့မင်းမြမကရိုးသားစူးစမ်းပြီးအနုပညာအရေးချင်းထူးချွန်တာကြောင့်ဒီလိုမျိုးအောင်မြင်ခဲ့တာဖြစ်တယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့တကယ်တမ်းကတော့အဲ့ဒီလိုမဟုတ်ဘဲနောက်ွယ်မှာကူညီပေးရနေတဲ့အကောင့်ကြီးကြီးတထည်ကြီးဖြစ်တဲ့ဘိုဘို Entertainment ရဲ့ကိုဘိုဆန်းရှိနေကြောင်းဒါရိုက်တာပြည်ဟင်းတရားကဖော်ထုတ်လာခဲ့ပါတယ်။မင်းမြမကရိုးသားဖြူစင်သူမဟုတ်ဘဲအနုပညာလောကကိုကြော်ခွပြီးတော့ဝင်ရောက်လာခဲ့ရပါ။တတိမကြီးဖြစ်ချမ်းသာလာရတဲ့နောက်ွယ်မှာကိုဘိုဆန်းရှိနေရလို့ပေါ်တင်ကိုပဲပြောလာခဲ့ရပါ။ ဒါရိုက်တာပြင်းတီယာကအနုပညာလောကကမင်းသားမင်းသမီးတွေရဲ့အရှုပ်တော်ပုံတွေကိုအမြဲလိုလိုဖော်ထုတ်နေကြဖြစ်ပေမဲ့သူပြောလိုက်တဲ့စကားတိုင်းကမှန်ကန်တဲ့အတွက်မင်းမြင့်မော်ရဲ့အကြောင်းကလည်းမှန်ကန်ပဲဆိုတာသိကြနေခဲ့ပါတယ်။ဒါရိုက်တာပြင်းတီယာကမြင့်မြတ်ရဲ့အကြောင်းကနေစတင်ပြီးတော့လွှမ်းပိုင်ရဲ့အရှုပ်တော်ပုံတွေကိုလည်းဖော်ထုတ်ခဲ့ပြီးဖြစ်တယ်လို့မင်းမြင့်မော်နဲ့ကိုဘိုဆန်းတို့အကြောင်းကိုလည်းဖော်ထုတ်ခဲ့ရပါ မင်းမျိုးမကထိတ်တန့်မင်းသမီးအဖြစ်ချမ်းသာလာရတဲ့နောက်ကွယ်မှာဘူဘူအန်တာတိန်မန့်ကကိုဘူဆန်းရှိနေရဆိုတဲ့ပုံမှာပရိသတ်ကြီးတို့ရောဘလိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်